မြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကန်ကောင်းပါလေမြန်မာနိုင်ငံမှာလူဖြစ်ရတာလေတတော်ကိုကန်ဆိုးတာစစ်တပ်ကိုမုန်းလို့ပဲရမယ်ချုပ်ကိုတော့စိတ်တော်မကူမီသိနေခွေးတွေဝက်တွေသေးကုန်မယ်တရီထားနေ Years so long ago, more day and more day. စ်ရှုံးလို့ခိုးခံရတာပြောဆက်ရှာတော့ပြောမှာပဲခိုးနေတဲ့သူကလည်းအဲ့အဲ့ဒီရက်ွက်ထဲကပြည်သူပဲခိုးတာပဲပြည်သူတခိုးပြောလို့နားတယ်ဆိုရင်လည်းသိလိုက်ကြရှင်းနေနော်ဘယ်အဖွဲ့စည်းဝင်နန်းနေရာမှာလာရှုံမျိုးပေါ်မှာထိုင်ခိုးပြီးကြံမနေဘူးနော် တကယ်ရက်ခွက်ထဲရလူပဲဟဲ့နင်တို့တက်ထက်မှဝင်ခိုးနေပြီဘယ်ရလာဘယ်သူလာကိုရလာဘယ်စစ်တကလာကိုလဲသူမှမခိုးဘူးရက်ခွက်ထဲရပြည်သူပဲခိုးတာအဲ့ဒါပြည်သူကခိုးတာ ဘက်စစ်တကလာခိုးတယ်။သူမောက်ခိုးဘူး။ရခိုင်တဲ့ပြည်သူပဲခိုးတာ။ဘက်စစ်တကလာခိုးတယ်။သူမောက်ခိုးဘူး။ရခိုင်တဲ့ပြည်သူပဲခိုးတာ။ လိုက်ရမုံဝင်ဆိုတော့မိမတွေကအစငကတ်တွေဆိုင်းတို့တွေလက်ောက်တွေဖုတ်ပြီးတော့အဖလားတဲ့ထင်တာဒါကဆလိုက်ရမုံဝင်ဟောတာကဘိုးရောဆမ်းဖို့ဖလားတစ်ခုနဲ့ထားရတယ်ဟုတ်အဲ့မှာနောက်ဖလားကလည်းပြည့်ကံနေဖြစ်သွားတယ်အဲ့လိုဖြစ်သွားတယ်တော့ကြတော့ဘိုးရောကတည်းကပြင်းနေကြအောင်ဆုတ်ပြီးခုလို့ရမုံဝင်သူ့ရဲ့တဲ့ကြောင့်ပြင်းနေတဲ့ကြောင့်လူလိုက်တဲ့ရှင်တွေကြောင့်သူ့ရဲ့အဲ့လိုကြည့်နေတဲ့အမှန်တကယ်ကြည့်နေတယ် အကုန်လုံးပြီးတော့ပိတ်တယ်လည်းကိုယ်လူလူလည်းပြောတယ်အဲ့သူခလာတဲ့အောင်တော့အကုန်လုံးလုံးလည်းခလာတဲ့ပေါက်တယ်သူတပြားမှညီမတော်ဒီမေလို့နေနေငါတို့ဘာလဲကောင်းတာလူတက်နေတာလေးဖက်ကိုပါဟုတ်ကွာလိုက်တာဟုတ်တယ်ကွာသူတို့ဆိုဟာအားမဒီလည်းအကြက်ကြီးအောင်းမိတယ်ခင်တော်ကြီးတည်းရောဒါကအကုန်ထဲမှာတော့ဟုတ်တယ်ကွာဟုတ်လားအဲ့ဒီဥဒါလေးမြင်စိတ်ကြီးမိမဆိုင်တကတဖက်ဖက်နဲ့ရှေ့အောင်ကောင်းမလဲမသိဘူးကြောက်အောင်ကောင်းမလဲမသိဘူးဘာဖြစ်လဲပဝင်းတင်ကြီးတစ်ခုလုံးကပြက်စီးသွားတဲ့အတွက် တကယ်လို့သာပဝင်းကျင်ကကောင်းနေမယ်ဆိုရင်အဲ့ဒီမိမစိန်ငါတစ်ဖြတ်ဖြတ်နဲ့လုံနေရင်ပဝင်းကျင်ချိရမယ်ဟာဟိုမှာလာပြီဟိုမှာတွေ့လားဟိုမှာလေတခိုးမကြီးလားတွေ့လားတွေ့လားတွေ့လားဟိုမှာယောက်ျားတခိုးကြီးလေဟာသူသူသူမိမဟိုမှာစနေတော့တွေ့လားအဲ့ဒီမှာထောင်းထောင်းထောင်းကျွန်တော်ပြောလိုက်တိုင်းပြီးပြက်နေတယ်ဆိုတာမြင်ပြီလားနော်အဲ့တော့နောက်တစ်ခုကနောက်တစ်ခုကအာ WFP ရဲ့ biscuit ကိစ္စမုံမုံကိစ္စပါဗျာအဲ့ဒီကိုပြောရသည်အဲ့ဒီကိစ္စလည်းကျွန်တော်ထည့်ပြောအောင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကတော့ နားလည်ပြီးသားဒါပေမဲ့အခုကျွန်တော်ဒီ WFB ရထုတ်ပြန်ချက်တွင်းတော့ကျွန်တော်ထည့်ပြောတာဒီနေ့ WFB ကမနေ့ကထုတ်ပြန်တယ်24ရက်နေ့ကစထုတ်ပြန်တယ်ကျတော့အားလုံးသိတယ်ပြီးခဲ့ရပိုင်းက online မှာတက်လာတယ်တကယ်ပါတကယ်ကိုဟိုဒီလောက်တိုင်းပြည်ကရုပ်ရုပ်ရှုပ်ရှုပ်ဖြစ်နေချိန်မှာလူတွေကိုအော့အော်တောင်းတင်းဖြစ်အောင်လုပ်တယ်လူတွေကိုဒေါ်လာထုတ်အောင်လုပ်တယ်လူတွေစိတ်ဆုံးတယ်လူတွေကိုဟိုဘာခေါ်လဲဆိုစိတ်ပေါက်ကြတယ်လူစုံပြီးတယ်အဲ့လိုလုပ်တတ်တဲ့ဒီလိုသတင်းတွေနဲ့ပေါက်တက်ကြဖွားရကောင်းတယ်တတ်တတ်ရှိတယ်အဲ့မှာဒီနယ်လင်းကြောင့်ဘေးဒဏ်တဲ့လူတွေကို WFB ကမုတ်လေးတွေဝေးတာရှိတယ် ဝဲတဲ့ခါမှာတကယ်မဟုတ်ဝင်လို့မဟုတ်ရတဲ့လူ၃တယောက်ကမဟုတ်၃တော့ကိုသူကဓာတ်ပုံရဖြစ်ဆုံးတင်းတယ်တဲကွာတင်းထားတယ်တင်းပြီးတော့ तू မဟုတ်လေးရခဲ့ပြီ तू လက်စားဒီမဟုတ်လေးဘယ်လိုကောင်းလဲ तू ပြောတယ်ပြောပြီး तू ဖို့ဆိုဖြစ်ဆုံး तू တင်းထားတယ်အဲ့ဒါကိုနီးဘိန်းနေရဘာလို့လဲဆိုတော့နီးဘိန်းဝါရထန့်ချီသမားတွေကဘာလို့လဲဆိုတော့အဲ့ဓာတ်ပုံကို crop လုပ်ယူတယ်ယူပြီးပြီးဘာလို့လဲဆိုတော့နေပြီးတော့မှတစ်ထောက်ငားရတယ်ရပါပြီဆိုဝါရဖြစ်ရောင်းနေပါပြီဆိုတော့အဲ့လိုဖြစ်နေတော့လူတွေကအာမင်းကြည့်ကွာကွာ WFP ကဝေးတဲ့မဟုတ်ကိုစစ်ကစစ်ကောင်စီကကောင်တွေကအကြီးဆုံးရောင်းစားနေပြီဘာလဲသူလျှောက်ဖွားရောလျှောက်ဖွားတော့ဟောတော်နေဖြစ်ကွာဖြစ်တော့ ပြန်ပြီးတော့ရှင်းတဲ့ကောင်ကတရားမရှင်းကြဘူးအစိုးရလည်းမသိအောင်ဆောင်နေတယ်အဲ့လိုနေတော့ဘောနော်အစိုးရလည်းသိပြီဒီကိစ္စတွေခေါင်းလုံးမထက်တော့ထင်ပါတယ်ဘာလို့ဆိုတော့ तू ကြီးတယ်ဒါလည်းကြီးမားတယ်ပြဿနာရင်ဆိုင်တယ် तू လည်းမပြောတော့ဘူးမပြောရင်ပြောနေအခု WFP ကမနေရတော့ तू လည်းမနေတော့ဘူးထုတ်ပြောလာတယ်တော်သေးတာဘောထုတ်ပြောလို့ तू ပြောလို့မပြောရင်ရှင်းလို့ဆုံးမှာမဟုတ်ဘူး तू ကဘာပြောလဲရှင်းရှင်းလေးလေး तू तू က WFP ကဘာပြောလဲဆိုနေပြီးတော့မှာတဲ့ WFP အဟာရဖြစ် biscuit တွေရောင်းချနေတယ်လို့ social media မှာရေးနေကြတာကို WFP ကသိရှိတာဖြစ်ပါတယ်တဲ့အဲ့လိုရေးသားချက်တွေမှာတဲ့တတ်တယ်အထောက်ထားတစုံတရာမတွေ့ရပါဘူးတဲ့နေပြီးတော့မှာအဟာရဖြစ် biscuit တွေကို Everlade ရဲ့နေကနောက်ဆုံးဖြန့်ဝေကြတာဖြစ်ပါတယ်တဲ့ပြီးပြီးပွဲပြီးသွားပြီစသိမ့်သွားပြီ ရောင်းနေတော့မရှိဘူးနော်အဲ့ဒါရှင်းရှင်းလေးပြောရအောင်ရောင်းနေဆိုတာလည်းမရှိဘူးထောက်ထားလည်းမရှိဘူးမခိုင်ပါဘူးပေါ့ဆိုတော့အဲ့ဒါကိုသူကပြောထားတာနီဘိန်းနေရဲ့ဝါရဖြန့်ချက်ကတော့ကြောက်စရာပဲအဲ့ဒါလို့မဟုတ်တာလေအဟုတ်လို့ဟိုကတ်ဒီကတ်ဟိုခုတ်ဒီခုတ်ပေါက်တက်ခဲ့ရတယ်လို့ဖို့ကအဲ့နီဘိန်းချင်းနီဘိန်းချင်းနီဘိန်းချင်းနဲ့ကျန်တက်တယ်ဗျာအဲ့ဒီအုပ်စုကနောက်ဒီမှာဟိုဘီစကစ်တွေရောင်းစားနေပြီးတော့မှဘာညာနဲ့ပြောတာဒီအဟာရဘီစကစ်ကလူတွေရရပြီဆိုရင်ဒါရစားတယ်ထမင်းနဲ့ငပိကျင်းနဲ့စားကျင်တာဗျအဲ့ဒါကြောင့်လို့သူတို့ကနေသူတို့ရတဲ့ဟာတွေရောင်းရောင်းပြီးတော့အဲ့ဟာတွေရောင်းရောင်းပြီးတော့ ငပိချက်နဲ့ဓမင်းနဲ့ဟင်းချုံမုံနဲ့ညီမင်းတွေရဲ့ဝါရဖြန့်ကြတော့ကြောက်စရာပဲအဲ့ဒါလို့မဟုတ်တာလေအဟုတ်လို့ဟိုကတ်ဒီကတ်ဟိုကုတ်ဒီကိုပေါက်တက်ခဲ့ရတယ်လို့ဖို့ကအဲ့ညီမင်းချင်းညီမင်းချင်းညီမင်းချင်းနဲ့ကျန်တတ်တယ်ဗျာအဲ့ဒီအုပ်စုကโอเค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 